ငလင်းမေးပြီးမြန်မာနိုင်ငံမှာလူရေလေးတရမ၃သန်းကျော်တန်ရှင်းသောရေနဲ့တန်ရှင်းရေးကူညီများအရေးပေါ်လိုအပ်နေကြောင်းကုသမကလူသားချင်းစတားမှုဆိုင်ရာညှိနှိုင်းရေးရော UNOCHA မြန်မာကထုတ်ပြန်ပါတယ်။အဲ့ဒီရေအတွက်ဟာငလင်းမေးပတိုင်းပြီးလူရေတတရမ၃သန်းကျော်ရှိနေရမှာလေးတရမ၃သန်းကျော်အထိမြင့်တက်လာခြင်းလည်းဖြစ်ကြောင်း UNOCHA ကဆိုပါတယ်။ငလင်းမေးကြောင့် ရေပေးရေးစနစ်များပြည့်စည်ပြီးအင်းသာအလုံးရေ4200ကျော်ပြိုကျခဲ့တဲ့အပြင်လျှက်စင်ပြီးမှန်မှန်ချင်းကြောင့်ရေတင်ရန်လည်းအခက်အခဲရှိနေကြောင်းယခုတည်းအချိန်များပိုဆိုးမလာမီငလင်ပေးတံခံရတဲ့ထိခိုက်လွယ်သူတပန်းကိုတန်ရှင်းတော်ရေအရေးပေါ်အင်းသာနဲ့တကိုရေတန်ရှင်းရေးကူညီများပေးသွားရန်လူသားချင်းစာနာတဲ့မိဖက်ဖွဲ့စည်းများကရည်မှန်းထားကြောင်းသိရပါတယ်။အရေးပေါ်မှုကငွေသားကူညီဘေးကင်းလုံခြုံတော်ရေမေလာထောက်ပံ့မှု အစားအစာနဲ့ကျန်းမာရေးစောင့်ရှောက်မှုများဟာငလင်ပေးတင်ပြီးသူများအတွက်ချက်ချင်းလိုအပ်လျက်ရှိပြီးအတံမွေးဝမ်းကြောင်းမှုပညာရေးနဲ့အခြေခံစောင့်အများပြုပြင်ခြင်းအတွက်စောလျင်စွာပြည်လဲထူထောင်ရေးအရေးကြီးကြောင်း UNOCHA မြန်မာရဲ့မြန်မာနိုင်ငံငလင်တုံ့ပြန်မှုခြေနေစီရင်ခန်းစာအမှတ်စဉ်၃မှာထည့်သွင်းဖော်ပြထားပါတယ်။မတ်လ28ရက်ကမြန်မာနိုင်ငံမှာကက်ပေးနှစ်ထပ်ငလင်လှုပ်ခတ်ပြီးတရင်သုံးမဲ့အကြာမှာအစိုးရဆုံးထိခိုက်ခံစားရတဲ့လူမှုအတိုင်းဝိုင်းများဟာ လုံကြုံသောအမိုးကရေတန့်နဲ့မိန်လာတည်ငြိမ်သောလျှက်စင်ပြီးကျန်းမာရေးစောင့်ရှောက်မှုနဲ့မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုများများရှိကြသေးကြောင်း UNOCHA မြန်မာကထုတ်ပြန်ပါသည် မကြသေးမီကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပျက်စီးသွားတဲ့နေအိမ်များကိုပြန်လည်တည်ဆောက်ခြင်းနဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းများမှာနောက်ဆက်တွဲငလင်းများကြောင့်ပုံမှုခတ်ခဲနေကြောင်း UNOCHA မြန်မာကထုတ်ပြန်ပါတယ်မက်စလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်အင်ဂျီ၄000ကျော်ပျက်စီးခဲ့ရပြီးလက်ရှိမှာလည်းငလင်းကြောင့်အိမ်ထဲပြန်ဝင်ရမှာကိုကြောက်နေတဲ့မိသားစုများဟာလည်းဟင်းလင်းပြင်တွေအိတ်ဆက်နေကြရဆဲဖြစ်ကြောင်း UNOCHA မြန်မာကဆိုပါတယ် ဒါအပြင်ခေါ်လုံစရာနေရာနဲ့အခြေခံအိမ်သုံးပစ္စည်းများလိုအပ်နေတဲ့လူရေဟာတက်တန်းမှာ၅တန်းမှ၂တန်းထိမြင့်တက်လာနေကြောင်း UNO6 မြန်မာကထုတ်ပြန်ပါတယ်။ငလီဘေးကြောင့်အပီလာ20ရက်နေ့အထိတည်ဆုံးသူ3935ဦး၊ဒဏ်ရာရသူ9108ဦးနဲ့ပျောက်ဆုံးသူ120ရှိကြောင်းနာဆာကကသတင်းထုတ်ပြန်ထားပါတယ်။